စာရဖားတွေကျင်းပတဲ့ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတပါမလားစစ်ကောင်မရှင်ကအစိုးတလင်ကျင်းပချင်နေတဲ့ရွေးကောက်ပွဲဖြစ်မြောက်ဖို့အစင်းမြင့်အရာရှိ၄ယောက်နဲ့ဌာန၄ခုပဲလိုအပ်ပါတယ်အဲ့ဒါတွေကတော့စစ်ကောင်မရှင်ရဲ့အားထားရဆုံးစာရဖားချုပ်နဲ့ကြီးတက်ရေးတက်လီတက်ညှိနှိုင်းရေးမှူးချုပ်ကာကွယ်ရေးဝန်ကြီးနဲ့ပြည်ထရေးဝန်ကြီးဌာနတို့ပဲဖြစ်ပါတယ်စာရဖားဌာနကတော့ electronic မဲပေးဆက်တွေကိုတည်ယူပို့ဆောင်ရေးဖြန့်ကွက်ထားရှိရေးနဲ့စက်ပစ္စည်းလုံခြုံမှုရှိစေရေးတာဝန်ယူထားပါတယ် ဒီအချက်ဟာစာရဖရီရဲ့ရွေးကောက်ပွဲကိုအဓိကထိန်းချုပ်နေတယ်ဆိုတာထင်ဟပ်နေပါတယ်။ညှိနှိုင်းရေးမှူးချုပ်နဲ့ကာကွယ်ရေးဝန်ကြီးဌာနဟာစစ်ကော်မရှင်ရဲ့ရှိသမျှအရင်းမြစ်တွေအကုန်သုံးပြီးရွေးကောက်ပွဲကျင်းပနိုင်တဲ့မျိုးတွေကိုအ ਨੇ စုံအနေနဲ့ရနိုင်သမျှပြန်ယူဖို့ဖြစ်ပါတယ်။ပြည်ထရေးဝန်ကြီးဌာနကတော့ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေရဲ့နောက်ကျောင်းရာဇဝင်ကိုစီစစ်တာနဲ့ရွေးကောက်ပွဲကာလလုံခြုံမှုရှိစေရေးကိုတာဝန်ယူပါတယ်။ထို့ပေမဲ့စစ်ကော်မရှင်ရဲ့အဓိကစိုးရိမ်ချက်ကတော့ကန့်ကွက်သူအင်အားစုတွေရဲ့ရုတ်တရက်တုံ့ပြန်လာမှာကိုစိုးရိမ်နေပြီးစာရဖချုပ်ရာရှိကိုလည်း ဥခင်ညွန့်ချေရနေမှာကိုစိုးရိမ်နေပါတယ်ရွေးကောက်ပွဲအလုံးမှာစိုက်ဖရီရဲ့အင်အားဩဇာကြီးမားလာပြီးပြန်ဆန့်ကျင်လာနိုင်မလားဆိုတာကိုမနှက်ဖြန်မှာတင်ဆက်ပေးမှာမို့လို့ဖော်လို့လုပ်ခဲ့ကြပါဦးနော်